ကျေးဇူးတင်ပါတယ်ကျွန်တော်မျက်နှာဟောကြီးစရာကောင်းနေတဲ့နဲ့တူပါအဲ့တော့အလုံးကလက်ခုတ်ဝိုင်းတီးပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ခုနကိုညီမင်းညို့လဲဆရာညီမင်းညို့ပေါ့အဲသူလဲအာဂျီမန်တအတော်လေးကိုပြောသွားပါတယ်သူပြောတဲ့ဟာလဲကျွန်တော်သေချာနားထောင်ပါတယ်အဲဒါမဲ့ကျွန်တော်တချို့အချက်တွေတော့သဘောမကျပါဘူးသဘောမကျတဲ့အတွက် ကိုညီမင်းညို့ဘရောမသမရာဖြစ်မှာမဟုတ်ပါဘူးတသမရာမဖြစ်เสียအကြောင်းအချက်အများကြီးရှိပါပဲနံပါတ်1အချက်ပြောလိုက်တာနဲ့အလုံးသဘောပေါက်မှာပါကိုညီမင်းညို့ကသဘင်ကောင်းနေတယ်အဲ့ဒီအတွက်ကိုလေတမနာဖြစ်မဲ့အင်ကယုတ်မဖြစ်ပါဘူး။နှစ် သူဖွဲ့စည်းလိုက်တဲ့သူတမနာဖြင့်ဖွဲ့စည်းမဲ့အခြေခံဥပဒေထဲမှာလက်ပြီးလက်ယူမပါပါဘူးမပါတဲ့အတွက်တမနာမဖြစ်ပါဘူးနောက်နံပါတ်3ခြေတွက်မယ်ဆိုလို့ရှိရင်ခြေသမားတွေပါလာပါလိမ့်မယ်ကလင်နာကြပါဗျဒီကနေပြီးတော့ဘယ်နှခုနှစ်ကြာလို့ရှိရင်ဘသူကကလင်နာကြ တမရအဖြစ်မယ်ဟိုဒီကနန်းထွက်မယ်ဘယ်ဟာနေပြီးတော့တွက်လိုက်လို့ရှိရင်ဒီကနန်းအသေးကြဘောထွက်မယ်အဲ့ဒီထဲမှာလဲကိုညီမင်းညုံမပါပါဘူးဘာဖြစ်လို့လဲဆိုတော့ပထမဆုံးပထမမြန်မာနိုင်ငံကိုတီထောင်တဲ့အနော်ယထာစတွက်ပါမင်းကောင်းတပားပေါ်ဘူးပါတယ်အနော်ယထာပါပြီးတော့ကျန်းစစ်မင်းပေါ်ပါတယ်ကျန်းစစ်မင်းကိုကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့ရုပ်ရှင်တွေဗီဒီယိုတွေရိုက်ကြတယ်ကျွန်တော်တို့လည်းဝတ္ထုတွေရေးကြတော့ ဒီကြံစစ်မင်းကျွန်တော်မလေးစားတော့ပါဘူးအဲ့တော့နောက်နှစ်တရာလောက်ကြာတဲ့အခါမှာတရားကြောင့်200မှာအလောင်းဖျားဆိုတာပေါ်လာပါတယ်ကလန္တာကြပါပဲအလောင်းဖျားပေါ်လာတယ်နှစ်ပေါင်းမြောက်များစွာကြာတယ်သူလည်းအမတန်ကောင်းပါတယ်အလောင်းဖျားမဟုတ်ပါဘရင်တော်မှာဘရင်တော်ကလည်းအမတန်တော်တဲ့ဘရင်တစ်ပါးအနေနဲ့ပေါ်လာပါတယ်ပြီးတော့နှစ်ပေါင်းမြောက်များစွာ ကြာတဲ့အချိန်မှာဘုကျောင်းအောင်ဆန်းစရာပေါ်လာပါတယ်အဲ့တော့ကိုညီမင်းညိုကကလန္နာကြာအနေနဲ့ဆိုနောက်နှစ်တရာကျော်မှမွေးရမှာပါအဲ့တော့မှ तू ကမင်းကောင်းဖြစ်မှာပါအခုဒီကက်ရက်မှာတော့ तू ကမဖြစ်နိုင်ဘူးအာကျွန်တော်ကနကွန်ညီမင်းညိုရဲ့စကားကိုပဲကျွန်တော်ဆရာညီမင်းညိုပေါ့နော်အကွန်ညီမင်းညိုဆိုတာကျွန်တော်ခင်ကိုသားချိုးဆိုလို့ချင်းဆရာမောင်သားချိုးပေါ့အဲ့လိုမျိုးပြောတာ ကျွန်တော်တို့ကျွန်တော်ဟောပြောမဲ့အထင်မှမပါပါဘူးအဲကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးများတရုတ်ဆက်နဲ့နည်းနည်းတူပါကျွန်တော်ဒီယိုမလာခင်ပဲကျွန်တော်အိမ်မှာကက်ဆက်ပြတ်တဲ့အတွက်ကျွန်တော်ကက်ဆက်တစ်လုံးသဝဲ့ပါတယ်ကျွန်တော်မှာငွေကြီးအများကြီးမတက်နိုင်ပါဘူးမတက်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဆက်တွေသွားကြည့်ပါဂျပန်ဆက်2000ဆိုတာလက်လီလုံးလောက်ပဲရှိပါတတိလေးပဲ ါမဲ့သူကရေးရှိခံပါတယ်အတန်ဖွင့်လို့ရှင်လေဒီအတိုင်းထွက်ပါတယ်ဒါမဲ့သူ့ရဲ့အာမခံရတဲ့ဟာတခုကတော့ဒါဒါရေးရှိခံတယ်လို့သူအာမခံတာပါတယ်ဒါမဲ့ငွေပေးရတာချင်းတူရင်ကျွန်တော်တို့အကြွားတန်တဲ့ကောင်ကတရုတ်ဆက်ပဲရွေးပါမတောင်းမဲ့ပြရတာခါလို့ရှိဆက်ကအကြီးပါဖွင့်လိုက်တော့ဒုံဒုံတိုင်းတိုင်းနဲ့ ဟိုလိုပဲအတန်ထွက်တယ်ဟိုထထောင်ကျဲသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ်မင်းဘာရွေးမလဲကြည့်တော့โอเคဂျပန်ဆက်ကပိုကောင်းတယ်ပိုခိုင်မာမယ်ဆိုတာသိဒါမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုတတိကွကွလေးနဲ့အတန်ထွက်တဲ့ဟာကျွန်တော်မရရပါဘူးကျွန်တော်ကကျွန်တော်ရရချက်ကကောင်းပါတယ်ခါလောက်ရှိတဲ့စက်ကြီးနဲ့အရှိမတင်နာမဲ့ပတ်ဝန်းကျင်ရောဒုက္ခပေးမဲ့လူတိုင်းငါ့ကိုကြည့်ရအောင် ဟာဒါတော်ပြီအဲ့တော့ကျွန်တော်တရုတ်ဆက်ကိုပဲရွေးပါတရုတ်ဆက်ကလည်းသူဖွင့်ပြတယ်ဖွင့်လိုက်တော့ဒုံုံတိုင်းနဲ့မီးတွေလည်းအများကြီးလင်းတယ်ခလုတ်ကိုနှိပ်လိုက်ကဲဒုံးဆိုအာလုံးဝဝါကာဝါကာတွေကြားနေရပြီးတော့ stock clue ကိုနှိပ်တဲ့အချိန်မှာ play clue ကခုန်ထွက်ဒုံးခုန်ထွက်လာအဲ့ကောင်က၆ဖန်းတယ်ရောင်းတဲ့လူဖမ်းပြီးတော့ပြန်တက်ထည့်လိုက်တောက်ဟာမင်းအဲ့ဒါဘာဖြစ်တာ ဆရာဒီဆက်ကတော့ဒီလိုပဲဘာမှမပူနဲ့အတန်တော့ကကောင်းတယ်အဲ့ဒါကျွန်တော်အိုကေကျွန်တော်လည်းကြွားကျင်နေကောင်းဆိုတော့အဲ့ဆက်ပဲဝယ်တော့မယ်ဇာအဲ့ဆက်ပဲဝယ်တော့တကယ်ကြီးတဲ့အခါကျတော့သူ့စီမှာဘာတစိမ့်မှမပါဘူးအဲ့ကဆက်မှာဘာတစိမ့်မှမပါဘူးအဲ့ဒါကျွန်တော်ဟာမင်းအဲ့ဒီဆက်ကြီးဝယ်ပြီးတော့2000ကျင်းတူတူကွာဟိုဟာဆုံနေရမယ် ဟိုကဆန်ညိုရောက်အဲ့လိုမျိုးကြောင့်မင်းဟာဘာတစိမ့်မှလည်းမပါဘူးအဲ့ဒါဘာဖြစ်တာလဲဆရာလွယ်လွယ်လေးဆရာဘာတစိမ့်လို့ခြင်းမပြောဟမ်ဘာတစိမ့်ပိုင်ယိုနီယာကျွန်တော်မှရှိရဆရာကျွန်တော်ကတ်ပေးလိုက်မယ်အဲ့ဆက်ကပိုင်ယိုနီယာဖြစ်သွားဆမ်ဆောင်လို့ကျင်လာဟာရတယ်လေဆရာဆမ်ဆောင်ကျွန်တော်မှတစိမ့်ရှိဟောမှဒီဟာရလေးကတ်လိုက်လို့ကျင်အဲ့ဆက်ဆက်ကဆမ်ဆောင် ျွန်တော်တို့မြန်မာလူမျိုးများတရုတ်ဆက်လို့ပါဘာတစိကကက် okay ပါအရင်တော့လူလူပြိတ္တကြီးရှင်ဆိုတဲ့လူဘယ်ရောက်သွားလဲခုအခုဘယ်တစိကိုပြောင်းကတ်လိုက်လဲအရင်တော့ဘောလုံးပွဲတွေဘောလုံးကြနယ်ဆိုတာနံပါတ်1ပဲအခုအချိန်မှာဘောလုံးကြနယ်ကိုတယောက်မှမဖတ်တော့ပြီးတော့တည်င်းကြနယ်ပြန်ဖတ်ကြတယ်တည်င်းမှာတည်င်း တည်တဲ့မှာတည်တဲ့တည်တဲ့မှာမဖက်ရလို့ရှိရင်ငါတို့တော့ခက်နှောက်ကြကြီးရဲ့တည်င်းကြနေလေပြောင်းဖက်ကြအခုတည်င်းကြနေဖက်တဲ့လူတွေဘယ်ရောက်တော့လဲအခုနိုင်ငံရေးပါလေနိုင်ငံရေးပါလေလူတိုင်းတနိုင်ငံလုံးနိုင်ငံရေးပါလေအားလုံးကနိုင်ငံရေးဂျာနယ်မှာမဖက်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမှာအလုံးပေါင်းများများစွာပေါ်ဘူးတယ် အရင်တော့နှလုံးသုံးလုံးတနိုင်ငံလုံးကစားရနောက်ပြောတော့မဟုတ်တနိုင်အခုဒီမှာရှိနေတဲ့လူအရွယ်ရောက်ပြီးဒါလူမှန်ကမြကျွန်တော်တို့အရွယ်မှန်ကမြနှလုံးသုံးလုံးအလုံးကစားရပြီးတော့တလုံးဘော်လုံးဘက်ကိုလှည့်သွားတနိုင်ငံလုံးလှည့်သွားတယ်တယောက်တည်းလှည့်သွားတော့မဟုတ်တော့တယောက်တည်းလှည့်သွားတော့မဟုတ်ပြီးတော့ねတနိုင်ငံလုံးဘီလီယံဆိုဘီလီယံထိုးကြတယ် မင်းမြေအစုံမှာနေရအစုံမှာဘီလျက်ခုံနေဖြစ်ကုန်ပြီးတာနဲ့ခောက်တီအော်ခောက်ခောက်ဆက်တစုံ350 60 350 600ဘာသူမှမဝင်နိုင်ဘူးဒါမဲ့ရက်ကွက်လမ်းပေးရအစကိုဖါသာကိုလှုပ်တယ်ပဲတစ်တာခောက်တယ်နဲ့ခောက်ရိုက်တယ်အဲ့တော့ကျွန်တော်ပြောတာဗမာလူမျိုးများတည်ယုတ်စံတဲ့တူတယ် ဘာတစိတ်ကကအကုန်အယောင်ပြောင်းတယ်အခုအကုန်အယောင်ပြောင်းကုန်ညပြန်အရင်တော့ရှိနေတဲ့ဟာတွေမှန်သမျှအခုလည်းအကုန်အယောင်ပြောင်းပါကျွန်တော်ငငယ်တော့ဆိုလို့ရှိရင်ဒါလေ तू ဟိုခေဆက်ဆက်သင်ကြားလာတဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကကြည်လာရအောင်အဲ့တော့ကျွန်တော်တို့ကမပြောင်းချင်လည်းပြောင်းသူကဒါကိုခွင့်ပြလို့ရှိရင်ဒါကိုပဲစုပြုံလို့ ါနှလုံးသားခင်မှာနှလုံးသားရခွင့်ပေးရဆိုတနိုင်ငံလို့အမလီရေးတော်မဖမ်းဘူးပျော်စရာကောင်းလိုက်တာအာဒိုင်းညောထိုးသားတွေရောပျော်လိုက်တာဖမ်းပြီဆိုရင်မရှိတော့ဘူးနောက်တစ်ခုပြန်သွားတယ်ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ကကင်းပြည်နယ်မှာကျွန်တော်နေနေစဉ်တော့ကျွန်တော်တို့ကြီးပြည်နယ်ပုံနဲ့တူတယ်လူတိုင်းကကရင်လူမျိုးတွေကများသောအားဖြင့်တို့ကခလေးကိုမကြည့်နဲ့ မကြည့်နိုင်တဲ့ခါကျတော့ကျင်းနဲ့ကိုချက်ချပေးတယ်။မွေးလာတာနဲ့ဒီကလေးကိုသူရရှိမကြည့်နိုင်။မကြည့်နိုင်တဲ့အတွက်ကျင်းကိုကျင်းတစ်ခုတူးလိုက်တယ်။နှစ်ပေလေးပေပေါ့။အမြင့်လေးကနှစ်ပေလောက်ရှိတယ်။အကျဲကလေးပေလောက်ရှိတယ်။အဲ့ကျင်းနဲ့ကိုချပေးလိုက်တယ်။အဲ့ကလေးကဘာမှမိဘကဘာမှလှည့်ကြည့်စရာမလိုဘူး။မိဘကသမင်းချက်ချင်းချက် ဟိုကောက်ဆက်ချိန်ကြရင်စိုက်စဘာထောင်းချိန်ကြရင်ထောင်းဒီကလေးကိုလှည့်ကြည့်ကြရမလို့အဲ့ကလေးကအဲ့နှစ်ပေလေးပေကျင်းနေရဘယ်တော့မှမထွက်ဘူးစိတ်ချရတယ်ဒီကျင်းနေမှာပဲဒီကလေးရှိနေတယ်အဲ့ကလေးကလည်းသိစိတ်ချရတယ်ကျင်းနေမှာရှိတဲ့ဟာမှန်သမျှအကုန်ကောက်စားပြီးအသက်ရှင်မသိဘူးပြီးအကျင်းတော့လေးဘက်ထောက်တယ်အဲ့ကျင်းတော့မှာပဲထားထိုင်တယ်ပြီးရင်အရွယ်ရောက်လာတဲ့အခါမှာ ူအဲ့ကျင်းတဲ့ရံကိုကုတ်တက်တယ်ပြီးတော့သူကလောကကြီးကိုကြည့်ဆိုတော့ကျွန်တော်တို့အားလုံးကကျင်းတဲ့အခြားခန္ဓာဒီတဲမှာပဲလေဘထောက်ဒီတဲမှာပဲမှောက်နေပါဘယ်တော့မှကျင်းပြေတက်မကြည့်ပါကျင်းမြတ်တက်ကြည့်လို့ရှိရင်မင်းအတွက်အန္တရာယ်အများကြီးရှိရယ်ဆိုတာမျိုးထားရတာပါဒါမဲ့အရွယ်ရောက်လာတဲ့နှစ်နှစ်သုံးနှစ်ဒါခလေးကိုယ်တိုင်က ဒီကျင်းနိုင်ရန်ကိုကုတ်တက်ပြီးကြည့်ပါသူထိုင်နေဒီကျင်းထဲမှာရှိတဲ့ဟာသူ့အမေပကံချက်ချတာပဲအဲ့ပကံနဲ့ဟာစားတယ်စားစရာမရှိအဲ့ဒီမြေကြီးစားတယ်သူ့ဘာသာသူစားစရာမရှိဒိုင်းထားထိုင်နေသူ့ဘာသာသူတင်တာပြီးတာနဲ့ကျင်းနိုင်ရန်ကိုကုတ်တက်ကုတ်တက်ပြီးတော့သူမတ်တက်စမ်းတယ်နှစ်ပေပဲရှိတယ်သူ့ခေါင်းကိုလွတ်နေတယ် ကျင်းလေးထဲမှာသူအပြင်းကိုရှောက်ကြည့်သူမတက်စမ်းမအဲ့တော့မှသူကကြည့်ပြီးတော့ဟောအပြင်းလောကမှာဓာရီရှိပါလားဓလူတွေဖြစ်နေပါပြီဓာရီလည်းရှိနေပါဆိုတဲ့အချိန်ကျမှသူကကျင်းပေါ်ကုတ်တက်တယ်ကုတ်တက်ပြီးတော့မှအပြင်းလောကရောက်တဲ့အချိန်မှာသူခဏစမ်းနေတဲ့မတက်နဲ့သူလမ်းလျှောက်တက်ပါပြီနေရာတိုင်းကိုသူသွားတက်ပါပြီအဲ့တော့ သူသူ့မှာအခွင့်အရေးတစ်ခုရှိတယ်။နေရာဆိုသွားဖို့အခွင့်အရေးတစ်ခုရှိပါတယ်။အဲ့တော့ तू อ่ะ origin နေရာနေတက်ပြီးတော့အမေမလို့ပါဘူးအဖေမလို့ပါဘူး။ तू သွားချင်တာသွားလို့ရပါတယ်။တခါတလေမှလဲအန်နေရနဲ့ကျုံပါတယ်။တခါတလေမှလဲအောင်မြင်မှုနဲ့ကျုံပါတယ်။အောင်မြင်မှုနဲ့ကျုံတဲ့အချိန်မှာပြောကြပါတယ်။ပြောပါတယ်။အဲ့ခလေးကပြောပါတယ်။အန်နေရနဲ့ကျုံတဲ့အချိန်မှာလဲ မဟုတ်ပါဘူးဆိုတော့ကျွန်တော်အဖေကဝန်ထမ်းပါတသက်လုံးဝန်ထမ်းလုပ်ခဲ့ပါသူ့အဲ့တိုင်းပဲကျင်းနေခြားတာပါသူအဲ့ကျင်းနေမှာပဲပြောပါတယ်သူဘယ်တော့မှကျင်းနိုင်ရုံကြော်ပြီးတော့မကြည့်ခဲ့ဘူးပါပြီးတော့သူအကျဉ်းနိုင်ရန်ကုတ်တက်ပြီးတော့တခြားနေရာကိုသွားဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးပါဘူးဆိုတော့ ဒီတန်းမှာစัจကနေတဲ့လူလည်းပါမယ်စัจကနေတဲ့လူကသူ့မိသားစုအရေးနဲ့ချင်းနဲ့ချရတယ်လို့ပါဒီစัจကမှမနေရဒီစัจကမှရဲပန်ဒီစัจကနဲ့မှအသက်မရှင်ရရင်ငါဘာမှလုပ်เสียမရှိဘူးလို့ထင်ပါဥမာဆိုပါတော့ကာသမတယောက်ကကာမမှုပဲသူ့စိတ်ထဲမှာရှိပါဒီကမှမောင်းမယ်ဒီကမှမမောင်းရရင် ဒီကားတခုခုဖြစ်သွားရင်ငါမိသားစုထမင်းအိုကွဲရကြီးဒီလိုပဲတွေးပါတယ်ဝန်ထမ်းတယောက်ကလည်းကျွန်တော်အဖေလိုဝန်ထမ်းတယောက်ကလည်းသူရွရွပဲတွေးပါတယ်ငါဝန်ထမ်းပဲဒီချင်းလေးတည်းမှာပဲငါပြောဒီကနေပြီးတော့ငါဘယ်တော့မှထွက်လို့မရငါဒီကထွက်တော့လို့ရှိရင်ငါဘာလို့စားမလဲဘာမှလုစားလို့မရဘူးလို့သူ့ကိုယ်သူထင်ပါတယ်အမှန်တော့ကျွန်တော်ပြောသလိုပါပဲကျင်းမော်ကြုံမကြည့်ခဲ့ဘူး ကျင်းနှခမ်းကိုတွေ့မတက်ခဲ့ဘူးပြီးတော့ကဘာလောကကိုလမ်းမလျှောက်ခဲ့ဘူးအဲ့တော့ကျွန်တော်အဖေကတက်တန်ကုန်တဲ့အထိဝန်နမဲ့လွတ်သွားတယ်သူဘယ်တော့မှဘာကူမှမပြင်ခဲ့ဘူးပါအဲ့တော့ကျွန်တော်ဒီမှာလာနားထောင်နေတဲ့ပရိသတ်တွေလည်းចောင်းသားတွေလည်းပါရင်ပါမယ်အဲဝန်ထမ်းတွေလည်းပါမယ်နောက်ပြီးတော့အစည်းအဝေးလုပ်ငန်းရှင်တွေလည်းပါမယ်မယုံကြည်ပါဘူး ကို့ခြေရခွက်လေးမှာပဲပြောစရာကောင်းတာမဟုတ်ပါဘူးကို့ချပြီးတော့တာကျင်းလေးတစ်ခုပါပဲကျွန်တော်တို့ဘယ်နေရာနဲ့မဆိုပြောလို့ရပါတယ်ကျွန်တော်တို့ကိုချပြီးတော့တာကျင်းလေးတစ်ခုပါအဲ့ကျင်းကနေပြီးတော့ကြော်ကြည့်ပါပြီးရင်တက်ကြည့်ပါပြီးရင်လမ်းလျှောက်ကြည့်ပါအဲ့ထက်ပူကျဲပြန်းတဲ့နေရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့အားလုံးလည်း အခုလွန်လဲပွင့်လင်းတဲ့အချိန်ဖြစ်ပါပြီအဲ့တော့အားလုံးကဒီကျင်းလေးကနေကိုယ့်ကိုချတာပြီးတဲ့ကျင်းလေးကနေပြီးတော့အားလုံးကိုကြော်ကြော်ကြည့်စေချင်ပါတယ်ဇာတိကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်တကယ်လို့ပြောမဆုမရှိရင်လည်းကျွန်တော်နည်းနည်းတော့ခွန့်လွှတ်ပေးပါဘေးရမစို့ဘုနာတော်လို့ပါကျင်းနဲ့ချတာတဲ့ နေရမှာပဲပြုံမှုပြုံမှုနေမှာဆိုရင်ကျွန်တော်တို့ဘဝဘလို့မှตายနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မှကျွန်တော်ကြိုးစားလို့ရတဲ့ဂါဒစီရှိပါတယ်အဲ့ကလူလန်းလျှောက်တာတက်တော့ညံပါတယ်ဖြစ်ဖြစ်ပဲသွားနိုင်မှာဒါမဲ့လူလန်းလျှောက်တာထက်သူများလန်းလျှောက်တာထက်ညံအောင်သွားနိုင်တဲ့ဂါဒစီပဲလေကျွန်တော်အဲ့ကနဲ့ဘယ်နေရာမဆိုသွားလို့ရတာ ါမဲ့ကျွန်တော်တို့လမ်းထိပ်မှာဘာဖြစ်နေလဲဆိုတော့တလန်းမောင်းလန်းရှိတလန်းမောင်းလန်းဆိုတဲ့အော်လူတိုင်းသိပါလိမ့်မယ်ဒီနေရာမဝင်ရဘူးဟိုဘက်ကနေပြန်ပက်ပြီးတော့ထွက်ကျွန်တော်လမ်းကဒီတလန်းမောင်းလန်းမယ်ကျွန်တော်အိမ်ဝင်ဖို့အတွက်တလန်းမောင်းလန်းမယ်ပြီးတာကျွန်တော်သွားကျင်ဟိုဘက်ကနေပတ်တော်လို့မရဒီလမ်းကိုပဲဆောက်ဥမာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော်မှ တမန်လမ်းလျှောက်တာထက်ပူမြန်တဲ့လမ်းတစ်ခုရှိရဲ့ဟိုယင်တစ်ခုရှိကျွန်တော်ကျွန်တော်ယင်လောက်တော့ကျွန်တော်မြန်မြန်သွားချင်တယ်ဒါပေမဲ့တလမ်းမောင်းလမ်းဆိုတဲ့ထုံးစံအတိုင်းပါလေကျွန်တော်အရှိမတခုခုပိတ်နေကျွန်တော်ဘယ်ဟူမှမရောက်ပါဘူးဆိုကြပါတော့ကျွန်တော်အရှိမမိသွေးကားကြီးတစ်ခါလေပိတ်နေတာကြဲဝါရယ်အဲ့မိသွေးကားကြီးကိုကျွန်တော်ဘလို့မှကြော်လို့မရပါဘူး ူအနောက်ကပဲလိုက်ရဆိုတော့ကျွန်တော်ကအဲ့မိသွေးကထပ်ပိုးမြမြမောင်းနိုင်လို့ရှင်တော့ကြော်တော်လို့မရပါဘူးတခါလေကျရင်ရည်သန့်တွန်းနဲ့ရည်လှဲလေးကျွန်တော်ကျုံရတယ်အဲ့အနောက်ကပဲကျွန်တော်လိုက်ရသူ့ဘာသာသူ့အဖြစ်ဖြစ်လေးတွန်းပြီးရင်ရည်ရဘိုးအိမ်မာချဒီအိမ်မာချကျွန်တော်ဘာမှမတတ်နိုင်ပါဘူးသူ့အနောက်ကပဲကျွန်တော်လိုက်ရပါ ျွန်တော်ဆိုလိုတာကတော့တလမ်းမောင်းလမ်းဖြစ်လို့ရှိရင်ဥဆောင်သူကကောင်းရတယ်ဥဆောင်သူကမြ мян သွားရင်ကျွန်တော်တို့ကအနောက်ကနေမြ мян လိုက်လို့ရတယ်သူကပိတ်နေလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ဘလို့မှမဖြစ်နိုင်ဘူးတခါလဲအဲ့လမ်းမောင်းလမ်းမှာပါပဲဆိုတော့လူကြီးနှစ်ယောက်ကအဖိုးကြီးနှစ်ယောက်ကနားလဲမကြောက်သူတို့ကလမ်းကလေးကိုလည်းဖြည်းဖြည်းလေးရှောင်တယ် ကျွန်တော်မှာသူ့ထက်မြန်တဲ့ကားရှိတယ်။ဒါပေမဲ့ကျွန်တော်သူ့သူ့ကြော်လို့မရပါဘူး။သူ့အနောက်ကပဲကျွန်တော်ဖြည်းဖြည်းလေးလိုက်ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့စိတ်ကူးလေးအားလုံးဆုံးရှုံးပါအမှန်တကယ်ဆိုလို့ရှိရင်တလန်းပေါင်းလန်းဖြစ်နေအရှိရလို့ရတော့ မြ мян တော့သွားတင်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်လိုက်ပါပဲဥဆောင်ဖို့အခုနကဘုံညီမညို့လို့ပေါ့ကျွန်တော်သာတမနာဖြစ်ရင်ဆိုရဲစိတ်ကူမရှိပါဘူးသူတမနာဖြစ်ရင်ကျွန်တော်နောက်အလိုက်အဲ့သူမြ мян သွားရင်တော့ကျွန်တော်အနောက်ကမြန်မယ်အတူရမသွားဘဲနဲ့အရှိရပိတ်ရနေဒီလမ်းမကောင်းဘွာဒီလမ်းမကောင်းဘွာသူလည်းမပြင်ပေဘူးကျွန်တော်လည်းဘယ်မှသွားစရာမရှိဘူးဆိုတော့ကျွန်တော်စီမှာခုနပြောသလို တခါလေကျန်လို့ရှင်လားလူတွေကိုကျွန်တော်အံ့ဩပါတယ်ဗမာဆိုရဲအမျိုးကသိအံ့ဩဖို့ကောင်းတယ်တအားအံ့ဩဖို့ကောင်းတယ်ခုနကကျွန်တော်ပြောတဲ့တရုတ်ဆက်လိုပါပဲအယောင်ပြောင်းလဲသိမြန်ပါကျွန်တော်ဒီမှာကားတစ်စီးရှိတယ်ကျွန်တော်အရှိရနေပြီးတော့ကားမောင်းတယ်ဟိုလိုင်းကနှစ်စီးကပြိုင်သွားတယ်အပြိုင်မဲ့သွားနေကြတယ်သူတို့ပြိုင်သွားတာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ကကျွန်တော်လမ်းကိုကျွန်တော်သွားတယ်ကျွန်တော်ဖာသာကျွန်တော်ဖြည်းဖြည်းလေးသွားတယ် တနည်းအားကြတော့အဲ့ဒီကာတစီကအပြိုင်သွားတဲ့အရှိကပိတ်ရပါတယ်ဒုတိယကျွန်တော်ဖြစ်နေတယ်ကျွန်တော်ကားကောင်းကသူ့ဘက်ကိုဟိုကြော်မလို့ခေါင်းတည်တာပဲအနောက်ကာတစီကလည်းသူ့အတိုင်းပဲသူတို့ပြိုင်နေတဲ့ကာတစီမို့လို့အနောက်ကနေလာထိုးရက်ထိုးရတော့ကျွန်တော်အရှိလဲသွားလို့မရအောင်အနောက်လဲဆိုးလို့မရအောင်အဲ့မှာအနောက်ကကားသမားကျွန်တော်ပြောတယ် ဆရာကြီးတစည်းလောက်ဆရာကြီးတစည်းလောက်ဆိုတော့ तू อ่ะကျွန်တော်ကိုကျွန်တော်သာထွက်လိုက်လို့ရှင် तू နဲ့ကျွန်တော်နဲ့ကားချင်းတိုက်ပါအဲ့မှာဆိုတော့ तू อ่ะကျွန်တော်ကိုမထွက်အောင်ပြောတာဆရာကြီးတစည်းလောက်ဆိုတော့ကျွန်တော်ကြော်ပြရစီဆိုတော့အတိတ်ပဲပါဒါပေမဲ့ तू ပြောတဲ့မျက်နှာမှာအဲ့စပယ်ယာမျက်နှာမှာအတနာခန္ဓာလည်းမဟုတ်ပါဘူးအခွင့်ရေအခွင့်ဩဇာပေါ့အတနာခန္ဓာလည်းမဟုတ်ပါဘူးအမိတ်ပေးတာလည်းမဟုတ်ဘူးဆရာကျွန်တော်သွားမယ်နော် ဆိုတဲ့အမိတ်ပေးတာလည်းမဟုတ်အတနာခံတာလည်းမဟုတ်ကျွန်တော်အနေနဲ့လည်းကျွန်တော်စဉ်းစားတယ်ဒီလူကိုကျွန်တော်ကားစီးနေရာပေးလိုက်လို့ကျွန်တော်ဘာဖြစ်မှာဘာမှမဖြစ်ပါဘူးကျွန်တော်ခကြီးရကျွန်တော်အေးအေးဆေးဆေးပါသူ့ကိုပြီးပြီးတော့ကြော်လိုက်ပါလေသူကကြော်သွားပါရှစ်ကားနဲ့သူကြော်တာနဲ့ရှစ်ကားကလည်းသူ့လိုပဲပြန်ထွက်ပါတယ်ကားနှစ်စီးပြန်ပြိုင်ရတယ် ပြန်ရတယ်သူတို့ဘာသာသူတို့ပြန်တယ်မှတ်တိုင်မှာပြန်ရကြတယ်ပြီးရင်ဒဇီးကထွက်တယ်ဒဇီးကအနောက်ကလည်းထွက်တယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်ကကျွန်တော်အေးစစ်မောင်းတာတနေ့ကကျတော့အဲ့လိုပဲပြန်ဆုံးပါတယ်ရှေ့ကအဲ့လိုပဲပြည့်ကျတယ်ကျွန်တော်အနောက်မှာအနောက်ကအဲ့ဒီကားကလည်းဒီတိုင်းပါအဲ့မှာအဲ့ဒီစပယ်ယာပါပဲခုနကစပယ်ယာပါပဲကျွန်တော်ပြောတယ်ဆရာကြီးဒဇီးလောက်သူ့ ရဲ့အတန်မှာခုနတော့အတိုင်းပါပဲအမိတ်ပေးတာလည်းမဟုတ်ပါဘူးအတနာခံတာလည်းမဟုတ်ပါဘူးသူ့အခွင့်အရေတစ်ခုပေးပါဆိုတဲ့အတန်မျိုးပါကျွန်တော်ကသူ့အခွင့်အရေပေးပါတော်ဇာတ်အိုက်ကလည်းဒီတိုင်းပဲကျွန်တော်ဘာမှလည်းနှုတ်မဆက်ဘူးဘာမှလည်းလက်မပြောက်ဒီတိုင်းပဲသွားပါကြော်သွားပါပြန်ပြီးတော့ကြော်သွားတယ်ပြီးတော့သူတို့ကမ်းစီပြန်ပြန်နေတယ်မှတ်တိုင်လင်းကားတိုင် ဲ့ဒီအတိုင်းကြုံရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော်အချင်းနဲ့ကျွန်တော်သွားတယ်။တို့ကအလောတကြီးတက်တုပ်ရိုက်သွားတယ်။ပြီးရင်လူရတဲ့နေရာမှာကြောက်ချက်ရက်ပြီးတော့ဒီအတိုင်းပြန်လုတဲ့အတွက်ကျွန်တော်နဲ့လင်းငါချင်းကြုံပါတယ်။အဲ့မှာနောက်တစ်ချိန်ကြတော့မှကျွန်တော်ကအဲ့နောက်တစ်ချိန်ကြတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့ကာနစီလုံးရဲ့အနောက်မှာဖြစ်နေပါတယ် အရှိယကာရဇီယပိတ်ရနေတယ်အနောက်ကာရဇီယကျွန်တော်အတိုင်းပဲကြော်မလို့လုံနေတယ်ကျွန်တော်အနောက်ဆုံးမှာဖြစ်နေတယ်အဲ့မှာကျွန်တော်တို့အခွင့်ရခုနကကျွန်တော်အချင်းကြီးအခွင့်ရတောင်းခဲ့တဲ့စပယ်ယာကိုပဲကျွန်တော်တကြိမ်နေတော့အခွင့်ရတောင်းပါတယ်အကိုရတစည်းလောက်ဆိုတော့အဲ့စပယ်ယာကျွန်တော်လုံးဝ ်လှည့်မကြည့်ပါဘူးရမယ်ရမယ်ဘသူလိုက်မလဲဘသူလိုက်မလဲလိုက်ချင်တဲ့ကားချောင်းကျွန်တော်လှည့်မကြည့်တော့ပါစဉ်းစားကြည့်ပါကျွန်တော်ဒီလမ်းလေးတစ်ခုမှာတော့သူ့အချင်းကြီးအခွင့်အရေးပေးခဲ့တယ်ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှသူ့ကြောသွားပါကြောသွားပါသွားပါအခွင့်အရေးပေးခဲ့တယ်သူအခွင့်အရေးတစ်ချိန်မှရအဲ့ဒါ သူကျွန်တော်ခွင့်မပေးဘူးသူမသိချင်အောင်ဆောင်းတယ်ဆိုကြပါတော့ကျွန်တော်တို့ကဒီတိုင်းပြောနေလို့ရှိရင်ဘာမှသူဆက်မမဟုတ်ပါဘူးအဲ့ဒီစပယ်ရလို့လူမျိုးသားနိုင်ငံတော်မှာလူကြီးတနေရာရရလို့တော့ဘသူမှခွင့်ပေးမှာမဟုတ်ပါဘူးနေရာလဲဖယ်ပြီးမှမဟုတ်ပါဘူး လောကမှာကျွန်တော်နားလေရတဲ့လူနှမျိုးပဲရှိပါတယ်လူကောင်းတဲ့လူဆိုပါလူကောင်းဆိုတာအရာရောမျောလင်းထားတယ်ကိုယ်စိတ်ထဲမှာမျောလင်းချက်တွေအများကြီးရှိနေတယ်လူကောင်းမျိုးပါပဲလူဆိုးတစ်မျိုးခေါင်းတော်လို့ပေါ့အခွင့်အရာယူမယ်ပြီးရင်သူမြောင်းကိုအခွင့်အပြန်မပေးဘူးဆိုတော့လူဆိုးမျိုးပါပဲဆိုကြပါတော့လူကောင်းဆိုတာကိုယ့်ဘာသာကိုကောင်းတယ် ကိုတယောက်တည်းအတွက်ကောင်းတယ်ကိုပတ်ဝန်းကျင်အတွက်ကောင်းတယ်ကိုမိသားစုအတွက်ကောင်းတယ်လူကောင်းပါတယ်အမျိုးမျိုးရှိပါတယ်ကိုနိုင်ငံတော်အတွက်ကောင်းတယ်လူကောင်းပါလူဆိုးဆိုတာရှင်းပါအဲ့တိုင်းပါပဲလူဆိုးမှလည်းအမျိုးမျိုးရှိပါတယ်ကိုကိုကိုဆိုးတယ်ကိုမိသားစုကိုဆိုးတယ်ကိုပတ်ဝန်းကျင်ကိုဆိုးတယ်ကိုနိုင်ငံကိုဆိုးနေတယ်လူဆိုးပါလူနှမျိုးပဲရှိပါတယ် အခုဒီမာလာနားထောင်နေတဲ့ပြိတာကျွန်တော်တို့လည်းအချိန်သိမရအောင်ဆရာကျွန်တော်တို့လည်းလာတဲ့အချိန်တအားနောက်ကျတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးမပြောချင်ပါဘူးကိုကိုကိုကောင်းတဲ့လူကောင်းကိုမိသားစုကိုကောင်းတဲ့လူကောင်းကိုပေါ့ဝန်ကျင်ကောင်းတဲ့လူကောင်းကိုနိုင်ငံကိုကောင်းတဲ့လူကောင်းလေးတွေဖြစ်ပါလေကိုကိုကိုဆိုးတဲ့လူဆိုကိုပေါ့ဝန်ကျင်ကိုဆိုးတဲ့လူဆိုကိုမိသားစုကိုဆိုးတဲ့လူဆိုကိုနိုင်ငံတော့ ဆိုးတဲ့လူစုတွေမဖြစ်ပါသေးဘူး။လောကမှာအရာ၄မျိုးပဲရှိပါတယ်။အေးအေးမြဆိုတာမေတ္တာပါပဲ။မေတ္တာသည်အေးအေး၊ယာဟသည်အပူရက်။အမြင့်နေမာနအရှိသည်တန်တရား။တန်တရားဘလို့ရှိလဲကျွန်တော်တို့မသိပါဘူး။မေတ္တာတရားအေးမြတယ်ဆိုတာလူတိုင်းသိပါတယ်။ယာကပူလောင်တဲ့လူကျင်တာလူတာထက်ကိုပူပိုင်ဆိုင်ကျင်ကြတယ်ဆိုတာလူတိုင်းသိပါတယ်။အသက်ကပင်စင်ယူပြီး အလုတ်ကပင်စင်မယူသေးဘူးဘာလို့လဲဆိုတော့ပိုင်ဆိုင်စရာအများကြီးကြံသေးတယ်အဲ့တော့ငါပင်စင်မယူနိုင်သေးဘူးအဲ့လိုမျိုးတွေလည်းအများကြီးရှိပါဘူးအမြင့်သည်မာနမာနဘလုံးမာနထပ်ဖို့မြင့်သွားရင်ဘဝင်ဖြစ်သွားပါတယ်ဘဝင်မြင့်သွားတယ်ဘဝင်မြင့်သွားတယ်ဆိုတာကတော့လူတိုင်းသိပါတယ်အစီအစီတန်တရားတန်တရားဘလောက်စီလဲကျွန်တော်တို့မသိပါဘူးတန်တရားခီးဘလောက်ကျွန်တော်တို့ခီးရှောက်ပြီးပြီလည်းမသိပါဘူးရှင်းဘုရားကျွန်တော်တို့ကုသိုလ်ဘာလုပ်ခဲ့လဲမသိဘူး နောက်ဘဝမှာကျွန်တော်တို့ဒီတန်တရာခီးဘယ်လောက်ရှောက်အောင်မသိဘူးဒါမဲ့ကျွန်တော်တို့သိတာကတော့ဒီနေ့မှာကျွန်တော်တို့ရှောက်နေတာတန်တရာခီးပါဘူးတနေ့ကြော်ဝါအသက်တရက်ကြီးသွားတာနဲ့ကျွန်တော်တို့တန်တရာခီးကိုတရက်ရှောက်ပြီးသားဖြစ်တော့တန်တရာခီးနည်းနည်းလေးတိုးသွားပါတယ်အဲ့တော့နေ့စဉ်ရှောက်နေရတဲ့တန်တရာခီးမှာကျွန်တော်တို့ကဘာဖြစ်လို့ညာကပန်းဆန်လုံမှုတွေနဲ့ဘာဖြစ်လို့ ကြီးနောင်နေကြမှာလဲကျွန်တော်တို့မေတ္တာတရားနဲ့ဘာလို့မနေနိုင်ကြမှာဘာဖြစ်လို့အမြင့်ဒီမာနဘာဖြစ်လို့ဘဝင်နေမြင့်နေကြမှာလဲဘိုင်းဆိုင်လူမှုဆိုတာဘာမှမဟုတ်ပါဘူးကျွန်တော်တို့အလုံးမေတ္တာတရားနဲ့နေလို့ရှင်တော့ပို့ပြီးတော့ကောင်းတဲ့ဘဝကြီးဖြစ်မှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးကမေတ္တာတရားနဲ့နေတာတော့ပို့ပြီးတော့အေးချမ်းပါပါပန်းစလူမှုတွေအားလုံးနေထားလိုက်ပါခုနကတော့လို့ကျင်းလေးတည်းမှာပဲ ်ရှင်းတမ်းမနေပါနဲ့အပြင်းအထွက်ကြည့်ပါကျွန်တော်တို့မှာကြီးစရာအများကြီးရှိပါတယ်ကျွန်တော်တို့အခုပွင့်လင်းတဲ့ခစ်ဖြစ်တဲ့အတွက်အလုံးချင်းအပြင်းဘက်ကိုထွက်ကြည့်ပါအဲ့ဒါကိုလေဘုရားဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်မြစ်တာတရားနဲ့ကြည့်ပေးကြပါကျွန်တော်တို့အလုံးမြစ်တာတရားနဲ့ကြည့်မှဆိုရင်အလုံးအတွက်အေးချမ်းမလို့ထင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဘလောက်ပါလဲကျေးဇူးတင်ပါတယ်